အားလုံးပဲငလင်လှုပ်တာကြောင့်ဖြစ်ကြမှာပါဒီငလင်ကဘာကြောင့်ဖြစ်ရတာလဲငလင်ဆိုတာအတိအကျအဖြစ်ပါလေမြေမျက်နှာပြင်ကိုလှောက်ခါသေးပြီးအရက်မျက်နှာအားလုံးကိုတွားလာတဲ့လှိုင်းတွေထုတ်ပေးတဲ့စွမ်းအင်တွေဖြာထွက်လာတဲ့လိုအရာကဖြစ်လာစေတာလေဒီစွမ်းအင်ကပါလေလှိုင်းတွေကဘလူလှိုင်းတွေနဲ့ရေကုန်နေရှိပါလေကပမျက်နှာပြင်ပေါ်လှောက်ခါကုန်ကရှုပ်ထွေးလို့အရာအားလုံးကို ရိုးရိုးရှင်းရှင်းနဲ့အသေးစိတ်ပုံစံနဲ့ရှင်းပြခွင့်ပေးပါခင်။ကဘာမြင့်ကြီးဆိုတာအစိတ်ပိုင်းတစ်ခုတည်းမဟုတ်ပဲ16ပိုင်းအပိုင်း20လောက်ရှိတဲ့ tectonic plate လို့ခေါ်တဲ့အစိတ်ပိုင်းတွေနဲ့အံဝင်ဝင်ကြအယုတ်ဆက်ရတယ်လို့ဖော်စီထားပါလေ။ဒီ plate ပြားတွေကပူပြင်းပြီးတစိတ်တစ်ပိုင်းသွန်းလောင်းနေတဲ့မြေကြီးရဲ့ဝိယုံအလွာပေါ်မှာတည်နေတာဖြစ်ပါလေ။ဒါကဒီအစိတ်ပိုင်းတွေအဆက်မပြတ်ရွေ့လျားနေတဲ့အကြောင်းမှာဒါကိုကြည့်ရင်တို့လှုပ်ရှားနေကြတာ ီတို့ရဲ့ရည်ဟာတစ်ဖက်တစ်ချက်စီကို10စင်တီမီတာကနေ30စင်တီမီတာအထိရွေ့ပြားနေနေတယ်ဟုတ်ပါပါနဲ့ဒီလောက်ရှောင်းမှုအားလုံးကိုသင်တို့မခံစားရပါဘူးတစ်ခါတလေတော့ဒီလောက်ရှောင်းမှုတွေကအလုံးပြင်းထန်ပြီးပြင်ချီတော့အောင်မှာတုံခါမှုများစွာကိုခံစားနိုင်စေပါတယ်ဒါမှမဟုတ်တာကမြို့တစ်ခုလုံးကိုဖျက်ဆီးနိုင်ပြီးဒါကိုမြင်ကလေးလို့ခေါ်ပါတယ်မြင်က ာနီကြီးရဲ့ Philosophia အလောင်းမှာဖြစ်ပေါ်ပါတယ်။ဒီအောက်ကနေငလင်တစ်ခုကိုထုတ်လုပ်ပြီးပြီးကပားအနက်ကိုစွန့်ယူပြီးထုတ်လုပ်ပြီးငလင်လောက်ခတ်တဲ့နေရာကို Hypopropyl လို့ခေါ်ပြီးသူ့ရဲ့အချက်ကကပားမြေပေါ်အနေရအတိအကျကိုငလင်တစ်ခုချက်လို့ခေါ်တယ်။ဒီနေ့ဒီမှတ်တမ်းတင်ထားပါကြောင်းကြောက်ကြရအကောင်းဆုံးငလင်က Richter scale တစ်စဲမှာ5.5ရှိခဲ့တဲ့1960ပြည့်ကချီလီတောင်ပိုင်း ပါတီဘရာမာလုတ်ခဲ့တဲ့နိုင်ငံနောက်တစ်ခုကတော့2017ခုနှစ်မတ်လ17ရက်နေ့ကဂျပန်နိုင်ငံတိုကိုဒေတာမှာလုတ်ခဲ့တဲ့ချင်းအားအိုတတမရှိတဲ့နိုင်ငံပါရှင်ဒီငလင်းကကြီးမားတဲ့အပျက်စီးတွေဖြစ်ပေါ်စေခဲ့ပြီးလူပေါင်းတပေါင်း6000လီတာရဲ့အသက်အိုးအိမ်စီးဆင်းမှုကိုဆောင်ကြားပါတယ်ငလင်းကိုတိုင်းတာဖို့အတွက်ဘူမိဒေတာပညာရှင်တွေက တက်တိုနစ်ပလေးပြားတွေရဲ့ရွေ့လျောင်းမှုကဖန်တီးထားတဲ့ line တွေကိုသိရှိနိုင်လို့ပြုလုပ်အသုံးပြုပါတယ်။ဒီ line တွေကိုငလင် line လို့သူတင်ထားပြီးတွေ့ရဖို့တော့ seismography လို့ခေါ်ပါတယ်။ငလင်လောက်ခတ်မှုဖြစ်စဉ်တွေကိုလောက်ခတ်တဲ့ပြင်းအားအရာတိုင်းတာပြီးဒီပြင်းအားကို Richter scale လို့သူတင်ထားပါတယ်။ဒီပြင်းအားဟာငလင်အသွင်းကထွက်လာတဲ့ soil in နဲ့ဆက်စပ်နေပါတယ်။ငလင်ပြင်းအားကိုတိကျတဲ့ပြင်းအားနံပါတ်၃ညကနေ၁၀အသိန်းပေါ်ပြပြီး တုံညကတော့အနိုင်ဆုံးဖြစ်လို့လူတွေဘာကုန်မှခံစားလိုက်ရမှာမဟုတ်ပါဘူးကြီးကြီးမားမားပျက်စီးမှုတွေနဲ့အသက်ဆုံးရှုံးမှုတွေကိုဖန်တီးနိုင်တာကအမြင့်ဆုံးဖြစ်တဲ့ကိမာ30ပါပဲဝင်လင်ရဲ့အတွင်ပြင်မှုပုံမှန်တိရှိဖို့အတွက်ဖန်သားပြင်ပေါ်မှာမြင်နိုင်တဲ့အတွင်တို့ပြရာ simulator စီကြည့်ကြပါစို့အခုဆိုရည်ကြီးရဲ့အတွင်ဥတိုင်းအပြင်ဥတိုင်းနဲ့အပေါ်ရန်သွားတွေ့ရပါမယ် နာမည်ကပြောသလိုပဲအသွင်းဦးတိုင်းဆိုတာအသွင်းဆုံးအလွန်ဒါမှမဟုတ်ကဘာမီကြီးရဲ့ပခိုးအလွန်ဖြစ်ပြီးသူဟာသဘာဝအရအချင်းဝက်ကီလိုမီတာ1450ရှိတဲ့အဆိုင်ခဲဘော်လုံးကြီးနဲ့တူပါတယ်ကဘာမီကြီးရဲ့အသွင်းဦးတိုင်းအပူချိန်ကဒီဂရီစင်ဂရိတ်4500ကနေ9500ကျားမှရှိပြီးဖိအားကြိုက်ကပတ်စပို့က300ကနေ360 ပြေဦးတိုင်ကအချူကီလိုမီတာ1500လောက်ရှိပြီးအပြေဦးတိုင်နဲ့အပူချိန်ဒီဂရီစင်နီဂရိတ်4500ကနေ9500တိရှိပါတယ်။ကဘာလီကြီးရဲ့အလဲလွာဒါမှမဟုတ်ဂျားလွာကတော့ဒစိတ်တစ်ဆိုင်အတိုင်ခဲအချူကီလိုမီတာ1900လောက်ရှိပြီးဒီအလွာဟာကဘာလုံးဆိုင်ရာစုစုပေါင်းစုတွေရဲ့84ရာခိုင်နှုန်းလောက်ဖြစ်ပါတယ်။နောက်ဆုံးအလွာကတန်းကြီးခွန်နဲ့တူတဲ့ကဘာအပေါ်ရန်လွာဖြစ်ပြီးတော့ ထူ300ကနေကီလိုမီတာ80လောက်ပဲရှိတော့တခြားအလွာတွေနဲ့နိုင်ရှိပါအထူးသဖြင့်ပြင်လဲအောင်ပါဆိုဒီအလွာက10ကီလိုမီတာကနေ32ကီလိုမီတာအထိပဲထူပါတယ်အပေါ်လွာဟာကမ္ဘာစစ်စုပေါင်းဒုတိယရဲ့သိရခိုင်နှုန်းလောက်ပဲရှိတာဖြစ်ပါတယ်အခုမီးခိုးရောင်အဖြူဆက်လေးတစ်ချက်နှိမ့်တဲ့ညို့ရည်တစ်စလုံးပြင်နိုင်ပါလားဒါကလမ်းမီးခိုးရှင်ပြီးတော့အလွာမီးခိုးကိုနှိမ့်လိုက်တာနဲ့ကမ္ဘာရဲ့မီးလောင်ကိုမြင်နိုင်ပါတယ် မိကိုရောင်ကအပေါ်ရောင်ပါဖြစ်ပါတယ်။မိညိုရောင်ကတော့အလဲသွားပါ။ဒီအကွက်ငယ်လေးလေးမှာတော့နလင်ပြင်းအားကို Richter scale နဲ့ပြထားပါတယ်။ပြင်းအားကို3မျိုးခွဲခြားပြသထားပါတယ်။နလင်ပြင်းအား3ရကနေနှစ်အထိဆိုရင်နလင်ဟာလှုပ်တယ်ဆိုလို့ညမှာဖြစ်ပါတယ်။ပြင်းအားနှစ်ကနေကျော်လွန်ပြီးပြင်းအားလေးမပြည့်ခင်အငယ်စားပုံဆောင်မှုနဲ့အာယုံခံစားမှုတွေရှိနေပါသည်။ပြင်းအားလေးကနေ၄.၉အထိကို ဝင်လီအငယ်စားလို့ပြောနိုင်ပါတယ်။ပြင်းအား9ပါးလေး9တသမ5အထိကတော့အလေအလတ်နှစ်ပင်လို့တတ်မှတ်နိုင်ပါတယ်။ပြင်းအား6ကနေ6တသမ6အထိကိုပြင်းအားငလင်တွေအဖြစ်တတ်မှတ်ကြပြီးတော့တခါတလေဒီပြင်းအားကဘယ်လောက်ထိပျက်စီးနိုင်လဲဆိုတော့တွေ့ရမှာပါ။ ြင်းအားခုနှစ်နဲ့အထက်ဘယ်ငလင်ကိုမဆိုမြို့ကြီးတွေနဲ့ကပ္ပတိုက်ကြီးတွေကိုဖျက်ဆီးနိုင်တဲ့အတိကငလင်တွေအဖြစ်အမှတ်ထားပါတယ်ဒီပမာဏတွေက psychographic တစ်ခုကမှတ်တမ်းတင်ထားတာဖြစ်ပါတယ်ပြင်းအား၄ကနေ၄သက်သက်ကိုရှိဖို့စီစဉ်လိုက်ပြီးကပ္ပမြင်အတွင်းထဲက hypobohol ချက်လို့ခေါ်တဲ့နေရာကစပြီးမြင်ငလင်စတင်လှုပ်လာဖို့ကြီးကြပါစို့ငလင်လှုပ်နေစဉ်အတွင်း line အမျိုးအစားနှစ်မျိုးဖြစ်ပေါ်ပါတယ်တစ်ခုကိုခန္ဓာကိုယ်တိုင်းလို့ခေါ်ပြီးနောက်တစ်ခုကိုတော့မျက်နှာပြင် ါတယ်။ခန္ဓာကိုယ်လိုင်းလို့ခေါ်တဲ့လိုင်းတွေကိုကြည့်ကြရအောင်။ခန္ဓာကိုယ်လိုင်းတွေဟာမြေကြီးအသွင်းနဲ့မြေကြီးကိုယ်ထဲကိုဖြတ်ပြီးကြွေရတဲ့လိုင်းတွေဖြစ်တာမို့ခန္ဓာကိုယ်လိုင်းလို့ခေါ်တာဖြစ်ပါတယ်။ဒီလိုင်းတွေဟာမျက်နှာပြင်ကြောက်လာတွေကိုဖြတ်ကျော်ဝင်ရောက်ပြီးမျက်နှာပြင်လိုင်းတွေကိုထုတ်ပြီးပါတယ်။ခန္ဓာကိုယ်လိုင်းနဲ့မျက်နှာပြင်လိုင်းတွေကိုတိတ်တိတ်ကြည့်ကြရအောင်။ ီနေရာ high pop ဘိုးလိုင်းတွေဟာအတိကလိုင်းတို့မဟုတ်ဖြီလိုင်းတွေကိုလုပ်လုပ်ပါတယ်ဖြီလိုင်းဆိုတာငလင်းလိုင်းတွေဖြစ်ပြီးမြေပြင်မှာအပြင်းနဲ့အလန်းလန်းလှုပ်ခတ်နေတဲ့လိုင်းတွေဖြစ်ပါတယ်လိုင်းရဲ့ဥတီရာကညွိလျားနေပြီးအတန်လိုင်းတွေရဲ့ညွိလျားမှုနဲ့ဆင်တူ ဇာတာဖြီလိုင်းတွေကိုငလင်တန်းတာမှုမှာပထမဆုံးမှတ်တမ်းတင်ထားတဲ့ပုံဖြစ်ပါတယ်စက္ကန့်အနည်းငယ်အကြာမှာဒီဖြီလိုင်းတွေဟာမျက်နှာပြင်နဲ့နီးကပ်လာတဲ့အခါကြောက်တုံးတွေကိုပြိုက်ခတ်သွားပါတယ်အဲ့ဒီအခါ line အတွက်တွေဖြစ်ပေါ်လာပြီးတာကို S line ဒါမှမဟုတ် Dudia line လို့ခေါ်ပါတယ်ဒီ line တွေဟာကမ္ဘာမြေအပေါ်ရန်သွားစီဦးတည်နေပြီးလူတွေခံစားရတဲ့ဟာကြွမှုနဲ့တုံခါမှုတွေကိုပေးပါတယ် S line တွေဟာအဆိုင်ခဲကြားခံမှာရှိတဲ့ line ရွေ့လျားမှုဖြစ်ပါတယ် ဆိုင်ခဲကြားခံတာဖြည်းလိုက်တွေဟာမြေငလင်တိုင်းတာမှုမှာမှတ်တမ်းအိတ်ခန့်ရပြီးနောက်ဦးတီရတောင်းမှန်ကိုတွေ့ရပါတော့တယ်အခုအဲ့ဒီ S line တွေမျက်နှာပြင်ပေါ်ကိုချရောက်လာပြီးမြေငစပင်ဖြစ်ပေါ်လာတဲ့နေရာကိုငလင်ရဲ့ပုံဆက်လို့ပါတယ်ဖြည်းလိုက်တွေနဲ့ S line တွေနောက်ဖြစ်လာတဲ့မျက်နှာပြင်လိုက် ကြောက်လွားတွေရွေးရမှုဒါမှမဟုတ်ချွေပြောင်းမှုတွေဖြစ်စေပြီးစောက်ဦးတွေပြိုကျလို့တက်အန္တရာယ်ဖြစ်စေတဲ့အဖြစ်စီအများဆုံးလိုင်းတွေဖြစ်ပါတယ်။ဖြီလိုင်းတွေနဲ့ S line တွေဖြစ်စီပုံကိုတစ်ခါပြန်ပြီးကြည့်ကြပါစို့။ပြင်းအား၄ကနေ၄.၉ရှိတဲ့မြေကလေးကြောင့်အနီးနားကအိမ်ငယ်တွေပျက်စီးစေတာတွေ့ရမှာဖြစ်ပါတယ်။ဒါပေမဲ့စောက်ဦးတွေကတော့အဆင်ပြေနေတယ်။ဒီအင်္ဂါကလည်းငါးပဒမကိုးချောင်းတော့ဖြစ်လာမယ်ဆိုတာသိကြရအောင် ။ပိန်လေးတွေအတော်များများပြိုကျကုန်ပြီးအဆောက်အဦတွေလည်းအကြောင်းကြီးထားကုန်တယ်လို့လမ်းတွေလည်းအက်ကွဲနေတာကိုတွေ့ရပါတယ်။နောက်ထပ်တပိပြောရမယ့်အချက်ကပြင်းအောင်မြင့်လေး high pop pop နဲ့ gallin pop pop ချက်မီးကပ်ပြီးပါတယ်။တတိပြောရမှာကပြင်းအား6ကနေ6.9ကိုကိုပြောင်းတဲ့အခါပြက်စီးမှုကကြီးမားလာပါတယ်။အဆောက်အဦတွေကျိုးပဲ့လို့မတက်ဖြစ်လာပြီးလမ်းတွေအက်ကွဲလို့အိမ်လေးတွေပြိုကျမှာဖြစ်ပါတယ်။ရလီလုတ်ချင်းဟာအလွန်ကြီးထိခိုက်ဖြစ်စီစေ ဘာဝဘေးဆိုးကြီးဖြစ်တာကြောင့်အခုဒီအသင်တို့စက်မှာပြင်းအားခုနှစ်အထိတာကန့်သက်ထားပါတယ်ပြင်းအားကိုးကနေကိုးတဒမမားဆိုရင်ဘယ်လိုဖြစ်လာမလဲစဉ်းစားကြည့်ကြရအောင်အတော်လေးကိုဖြစ်ပေဖြစ်တာရှိတဲ့ဒီအတိုင်းအတာတွေကိုဒီအသင်တို့စက်မှာဖိတ်ပြင်းပြလာတာဖြစ်ပါတယ် seismograph အပေါ်အခြေခံပြီး seismometer လို့လူပညာတွေနိုင်ငံတိုင်းသာမို့လည်းငလင်းတုတ်ခတ်မှုကိုခံမှန်းဖို့တော့အလွန်ပဲခက်ခဲပါတယ်။ ါပေမဲ့ခုခါစမတ်ဖုန်းတွေတောင်မှငလင်လိုင်းတွေကိုထောက်လန်းနိုင်ပြီဖြစ်ပြီးသိပ္ပံပညာရှင်တွေဟာငလင်ကိုကြိုတင်ခန့်မှန်းဖို့နဲ့လူတွေကိုတတိပေးဖို့ဒီ data ကိုသုံးနိုင်ပါတယ်။ NASA ဟာပုံမှန်ထိရောက်တဲ့ satellite တွေထုတ်ဖော်ဖို့စောစောက data ကိုအသုံးပြုနိုင်တဲ့ငလင်အသွင်သွင်း software ကိုသုံးဆွဲပါတယ်။နှစ်သာတိခင်မှလေ့လာမှုတွေအရငလင်လုတ်တဲ့အနီးနား data တွေမှာငလင်မလုတ်ခင်ရာဒွန်နဲ့ထုံးစံဆိုတဲ့ radio တတိကြောတန်းဝိတ်စုံရဲ့ PR အလုံးမြင့်မားတယ်လို့ ီတန်းငွေတွေဟာငလေမလုတ်ခင်မှာအက်ခွဲချောင်းတေးသေးလေးတွေကနေမျက်နှာပြင်ပေါ်ထွက်တာမို့အဲ့ဒီတန်းငွေတွေကိုထောက်လန်းနိုင်ပြီးငလေလုတ်ခတ်မှုကအနည်းဆုံး9ရက်ကြိုတင်ထားမှနိုင်ပါပါ။ဒါတွေကတော့ငလေလုတ်တဲ့အခါတင့်ကိုကယ်တင်စေနိုင်တဲ့အကြံပြုချက်တချို့ပဲဖြစ်ပါလေ။